အခုဆိုရင်မိုးရင်းလည်းဖြစ်တယ်မိုးရင်းချိန်မှာဒူးရင်းတီးတဲ့အရန်ကိုမှပေါ်တဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒီ dwin di pizza လေးကိုမကေယူလာပြပေးတာပါရှင် dwin di pizza ကတော့ပေါ့အရန်ကိုမစားခြင်းစပွဲလေးပေါ့နော် dwin di yo cheese ကိုကြိုက်တဲ့သူတွေအတွက်ကတော့ dwin di pizza ကတော့အရန်ကိုမအဲစားလို့လည်းကောင်းတယ်ပေါ့နော်ကျမကြီးအနေနဲ့လည်းအဲတော်တော်ရုံ သင်းတော်ယုံလို့ပဲစားတာကောင်းပါတယ်ရှင်အရန်ကြီးဒူးရင်တီးတဲ့အရန်စားတယ်ချစ်စ်တဲ့အရန်စားကြလို့မှာပေါ့နော်အရန်ဝနေမှာပါဝင်းဒီကအခုချိန်မှာပေါ့နော်အရန်ပေါ်တဲ့အချိန်နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ လူရင်းဒီအမဲ့ဒီမှဲ့တာမြင်တဲ့အတွက်ကြောင့်မလို့ဒီလူရင်းချံကတော့သူကလူရင်းဒီပီဇာလှုပ်ရှားနေပေါ့နော်အဲအဲ့ဒါခါကျတော့တရက်ကိုပီဇာအထက်အချက်ကြီး900တော့ရောင်းရတယ်သူလူရင်းချံမှာပြီးရင်လူရင်းချံကလည်းဒီတလားအတွင်းပဲသူကလည်းရှိမှာရှိတော့မှာပေါ့နော်သူကလည်းတုံးတော့မှာပေါ့တော့ဒီကချက်နေရထွက်တဲ့နေရာတွေကတော့တုံးတော့မှာပေါ့နော်တချို့ချက်နေဆိုလို့ရှိရင် ဲ့တော့ဒီ green tea ကိုမှဲ့နေတဲ့ဟာတွေကိုပြီးစားပြန်ပြီးတော့မှလောက်ရောင်းတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဟိုပြောမလဲ ဈေးကွက်စီးပွားရေးကတော်တော်လေးကိုအဆင်ပြေသွားတယ်ပေါ့နော်ဒါမှကဲပြန်လာမျှဝေပေးတာပါရှင်ဒူရင်ဒီတိတ်ပီဇာတရက်ကိုအချက်ရေ900အထိကျောင်းရတယ်တဲ့တစ်ချက်ကိုဘတ်150နဲ့ဆိုတော့တော်တော်လေးလက်တွက်ချိခိုက်သွားတယ်ပေါ့နော်ဒီတိုင်းပဲဒူရင်ဒီကိုဒူရင်ယူကိုလုတ်တယ်ဆိုပြင်မဲ့ရှင်လည်းကြာနေဦးမယ်လူတွေရဲ့အကြိုက်ပေါ့နော်ဒူရင်ဒီလည်းကြိုက်တယ်ပီဇာလည်းကြိုက်တယ်ချစ်စ်ကြိုက်တယ်ပေါ့နော်အဓိကကပီဇာမှာချစ်ဆိုတော့ချစ်စ်ကိုကြိုက်တဲ့အတွက်ကြောင့်မလို့ ်ရူရင်ဒီနဲ့ cheese နဲ့အရသာလေးကတော့လောဘ creamy ပေါ့နော်ရမ်းကမှကောင်းမယ်လို့ထင်ပါတယ်ဒါမှမဟုတ်မစန်းကြီးရတွေပါဘူးရှင်ဒါလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရူရင်ဒီ pizza ကတော့တော်တော်လေးပုံမှာအခုဆိုလို့ရှိရင်နာမည်ကြီးနေတဲ့အဲအစားအစာတစ်ခုထဲမှာပါပါတယ်ရှင်